ကျွန်တော်သွားတာရှင်မော်တောင်ဖျားကိုဖြစ်ပါတယ်။ဒီနေ့ငါးနာရီထိုးကနေမှဆိုင်ကယ်လေးရတော့မှအကျွန်တော်ရှင်မော်တောင်ဖျားကိုသွားနေရတာဖြစ်ပါတယ်။အာလေတိုက်တာကြီးရဲ့ဗျာ။ ကေကျွန်တော်ဆိုင်ကယ်မောင်းလိုက်အောင်ပဲနည်းနည်းလက်တစ်ဖက်ထဲနဲ့မောင်းလိုက်ရဆိုတော့နည်းနည်းအနေအများလို့ကျွန်တော်မှဖုန်းနဲ့ပဲဒီဗီဒီယိုရိုက်နေရတာဆိုတော့လေခဏလေး pass လုပ်လိုက်ပါမယ်လမ်းတော့ဒီတိုင်းပဲဗျဟိုအခွေးကောက်လေးနဲ့တက်ဆင်းလေးတွေနဲ့ဘေးကခြုံလေးတွေပဲဆိုတော့ကျွန်တော်ခဏအာသူတို့ကြကြတော့တင်ရှိပါဘူး။ယူရန်လာတဲ့နေရာဆိုတော့ကျွန်တော်ခဏရက်ပြီးရိုက်မှာပေါ့နော်။ရက်ရက်လိုက်ပါဦးမယ်။ တကယ်တော့လေဒီလမ်းကတောင်ပက်လမ်းပေါ့နော်တောင်ပက်လမ်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘယ်ဘက်ချံဒီဘက်ချံကခြုံနယ်ပိတ်ပေါင်းနေတာကျွန်တော်တို့မရှိဘူးဆိုရင်ဟိုလုံးဝပင်လယ်ရဲ့အလှကိုကျွန်တော်တို့ကောင်းကောင်းလေးခံစားလို့ရတယ်ဟိုကကျွန်တော်မျက်လုံးနဲ့တော့ပင်လယ်ရှိမှန်းတော့မြင်ရတယ်ဒါပေမဲ့ဖုန်းထဲမှာထင်အောင်တော့ရိုက်ပြလို့တော့မရအောင်ကောင်းတဲ့ပိတ်ပေါင်းလေးတွေ ရန်များနေဘာလို့လူသွားလူလာရန်နေတယ်ဆိုတော့သူကသူတဘာဝလျောက်လာပေါက်နေမှာပဲတော့လဲတော့မြင်တဲ့အတိုင်းပဲရှယ်ကောင်းနေသေးတယ်ကျွန်တော်တို့ဘယ်ကားလေးမဆိုကျွန်တော်တို့လာလို့ရတယ်ကျွန်တော်တို့သွားလို့ရနာပဲဘယ်သူမှမဆိုသွားလို့ရမှာပေါ့ ကိုနိုင်ငံတွေကလှတရားကိုကိုရီမမချင်ရင်ဘယ်သူလာကြည့်မလဲကိုနိုင်ငံတွေကလှတရားကိုရီမမသွားပြရင်နိုင်ငံသားလူတွေဘယ်လိုလုပ်လာပါလဲကျွန်တော်ရှင်းရှင်းလေးကျွန်တော်ယူရချက်ကတော့ကျွန်တော်တို့ဟိုမြန်မာနိုင်ငံမှာဒီလောက် Travelson 2နဲ့လှူစားလို့ကောင်းတာဗျာ Travelson 2နဲ့ဒီလောက်ပြလို့ကောင်းတာဗျာအားကြီးကတည်ဆုံတော့မဲ့ဆင်းဆင်းဖြစ်သွားမှာလေအချို့နေရာတွေဆိုပျက်စီးနေပြီဗျာအဲ့တော့ကျွန်တော်တော့ဒါတွေကိုတက်နိုင်တယ်မြတ်ရီကော်လုပ်မယ်နောက်ပြီးွားရင် ီးသွားတယ်လောင်ဗူဒီပိတ်လုံးနိုင်မယ်လို့တော့ထင်တာပဲပေါ့နော်အားကြောင့်ကျွန်တော်ဒီလိုဗီဒီယိုတွေလုပ်ရတဲ့ရွယ်ချက်ရွယ်ချက်တွေတည်းကလည်းဒါတခုလည်းဖြစ်တော့ပေါ့နော်နိုင်ငံသားတွေပြဒါလာချာစမ်းပါခင်ဗျားတို့စွန့်စွန့်ဆာဆာသွားတဲ့လူတွေတွေလာခဲ့တာလာခဲ့ကြပါသွားလို့ရတယ်လုံးဝ ထက်ကထက်ကလည်းဖြစ်နေပါပြီအရန်လှတယ်အာတဘာဝအရန်ဆန်နေရိုင်းဆန်နေဒါကြီးပဲပြောနေရတာလဲကျွန်တော်ထက်ကထက်ကဖြစ်နေပြီကြည့်ခဏရလိုက်ပါဦးမယ်ညနေကြီးလေးညနေကြီးလေးဘယ်လောက်တာရလိုက်လဲစိုက်ကလေးနဲ့လူတော်တယောက်မရှိဒါမဲ့နည်းနည်းဟိုကြောက်တက်တဲ့လူတွေဆိုတော့ဟိုအဆင်မပြေတော့ဘူးပေါ့နော် အာလောက share ပဲတချို့တွေတတော်သဘောကျမှာဗျာလမ်းမှာကျွန်တော်တွေ့ရတဲ့လူဦးကြီးကဒါအခုချိန်ဒီအဲမြောက်မြောက်မြောက် Hello, Mr. Mangi. ရောက်ရှိပါပြီခင်ဗျာရောက်ရှိပါပြီခင်ဗျာ